ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များတခိုင်းပင်ဂါလီကြောင်းပြောပြပါအောင်နဲ့တခိုင်းပင်ဂါလီကျွန်တော်တခိုင်းပင်ဂါလီလို့ဘာကြောင့်ပြောလဲဆိုတော့လေပင်ဂါလီဆိုလို့ရှိရင်နှိမ်တာမဟုတ်ဘူးပင်ဂါလီလို့လူတယောက်ခေါ်တာနှိမ်တာမဟုတ်ဘူးကျွန်တော်တကယ်ကြီးပင်ဂါလီရရှိပါသူတို့ပင်ဂါလီခေါ်ရင်အရန်ကုန်ကုန်ယူကြတာဘာကြောင့်လဲပင်ဂါလီဟုတ်တယ်အဘင်္ဂလားဒေ့ရှ်နိုင်ငံသားဘင်္ဂလားဒေ့ရှ် passport ခိုင်းထားသူမှန်တယ်ပင်ဂါလီလို့ခေါ်တယ်အဲ့တော့အေအေပင်ဂါလီဘာကြောင့်ခေါ်လဲဆိုလို့ရှိရင်အေအေထဲမှာအဲ့ဒီ ဘင်္ဂလားဒေ့ရှ်ပတ်စပို့ကင်ထားတဲ့အဲရခိုင်နယ်ဘွားဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအများကြီးပါတယ်အဲ့တော့ကြောင့်မလို့ဘင်္ဂလားလေအ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 ေလေဘင်္ဂလားပါပဲခင်ဗျာနော်အဲ့လိုပြောအဲ့တော့ဟုတ်ပြီကျွန်တော်တို့ရခိုင်ပြည်နယ်ကိုသိကျင်တယ်နော်ရခိုင်နဲ့ပတ်သက်လာလို့ရှိရင်အခုအခုစီရင်မှာကျွန်တော်ကြည့်နေရနော်ကျွန်တော်ဆက်လာပြောသလိုအစအစပြောခဲ့ပါတယ်သူတို့ရဲ့စီရင် coordinate attack လုပ်မှုတွေက ဘယ်နေရာကတစ်ဖက်တိုက်ရင်နောက်တစ်ဖက်ကဘယ်နေရာကတိုက်ဘယ်နေရာကတစ်ဖက်ကအယောင်ပြရင်နောက်တစ်ဖက်ကဘယ်နေရာကတိုက်အဲ့တော့မှသာလေအဲဒီတကယ်တိုက်မယ့်နေရာတွေမှာခြောင်သွားစီလဲဆိုတော့ပုံစံလေးလုပ်ထားတာ哦အဲ့တော့အခုတိုက်နေတာကကြောက်ဖြူကတော့တိုက်ပွဲထိတွေ့မှုတွေပေါ့နော်ထိတွေ့မှုတွေအများအားလို့လို့နေ့တိုင်းလို့လို့ရှိပါတယ်အရှိတယ်ရှိတယ်နော်အဲတနည်းအားဖြင့်ကြောက်ဖြူမြို့ကိုတက်ကတက်ကလုံးဝ အာတက်လက်ထဲမှာပဲရှိတယ်တောက်ခုမျိုးเนาะနာမည်ထိ ंछ ုပ်ထားပြီးထိ ंछ ုပ်ထားပြီးတော့တက်ရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိတယ်အဲ့တော့ကြောက်ဖြူမျိုးနဲ့အဲဘယ်ဘောမဆိုဆန်အားမိုင်မိုင်း30လောက်ကလည်းအာကြောက်ဖြူရဲ့တက်ရဲ့အုပ်ချုပ်မှုအောက်မှာပဲရှိတယ်အဲ့ဒီအနေနဲ့ညွန်သွားပြီးဟဲ့ဆိုလို့ရှိရင်တော့အဲစစ်သေးပြတဲ့ပုံနေ AA ပေါ့နော် AA တဲ့ပုံနေရဲ့ထိ ंछ ုပ်မှုအောက်မှာရှိတယ်လို့ပြောလို့ရတယ်ထိ ंछ ုပ်မှုအောက်ဆိုပေမဲ့ ထိတ်ဆုံးမှုအောက်လို့လည်းပြောလို့မရဘူးခင်ဗျာ။ဘာကြောင့်လဲဆိုတော့အုတ်ချုပ်ရည်ညံညာပြက်ပြားနေတော့အိုအေအေခိုအောင်းနေတော့အရက်များလို့ပြောလို့ရတယ်။အဲ့တော့စစ်တပ်နေနဲ့နေကျုံသွားလို့ရှိရင်ခံရတယ်။ဟိုတနေ့ကနေကျုံပြီးတော့နေကျုံသွားတဲ့အတွက်ကြောင့်မို့လို့အရာရှိတယောက်အာဘယ်လိုခေါ်မလဲဆိုရှင်ပါသွားတာရှိတယ်။နော်။ထိခိုက်လိုက်တာရှိတယ်ပေါ့နော်။အဲအဲ့လေးရရှိတယ်။အဲ့တော့အခုအဲ online မှာပြတ်နေနေမှာပါနော်ဒီ AA lobby တွေပေါ့ AA lobby တွေဒီစစ်သွင်းကြ lobby တွေပြောနေတဲ့ခင်မှာမှန်တာလေးတွေလည်းရှိပါလားအဲ့ဒါဘာလဲဆိုလို့ရှိရင်တမကိုကိုကနေပြီးတော့အကြောက်ဖြူကိုအင်အားပို့လိုက်တယ်အင်အားပို့လိုက်တဲ့ဟာကိုအဲ့တော့အကြောက်ဖြူကိုကြည့်မယ်ဟဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီအပေါ်ကနေပြီးတော့နော် satellite နဲ့ satellite နဲ့တခြားကြည့်ပါလားလေရင်ခွင်းနဲ့ဆိုရင်ရေတရင်30နဲ့ဆိုတော့တိတ်တော့မဝေးတော့ဘူးဗျာတိတ်လားအမဝေးဘူးဆိုတော့ အဲ့ဒီကိုလွတ်လိုက်တာဒါစီရေးအဖြစ်လာဘာကြောင့်လဲကျွန်တော်မသိဘူးเนาะအဲ့ဒီအရာရှိရောစစ်တီတွေရောကလမ်းပြောက်သွားတာလားလမ်းမှားသွားတာလားဒါမှမဟုတ်သူတို့ပြောသလိုပြေးတာလားတော့မသိဘူးဗျာเนาะအဲပျောက်သွားတယ်လို့တော့ဒါအဲတင်းနေကြသေးရတာပေါ့เนาะအဲတင်းနေကြဒီတင်းမှန်ရင်လားဆိုတဲ့ခါကျတော့ပြင်းပြင်းဒီအတီးပြမှုတွေအရခိုင်ရွာတွေမှာလဲကျွန်တော်တို့ဆိုတာလဲလူတိုင်းသိကြတာပေါ့เนาะအဲ့တော့ရခိုင်ရွာတွေမှာလဲကိုယ်လူတွေကရှိတာဟုတ်အရှိတခါမှာမေးကြည့်မေးမြန်းကြည့်ပါလေ ဲ့တော့အဲဟုတ်တယ်ဟုတ်တယ်ဗျဟုတ်တယ်နော်အဲ့တော့ပြန်မိလာပြီလားဆိုတော့ပြန်မိတာမမိတာတော့ကျွန်တော်တို့မသိဘူးအာတိရှိတဲ့တိရှိရတဲ့တင်ရဆိုလို့ရှိရင်တော့အဲစစ်တီတွေတချို့အချုပ်ထဲရောက်နေတာတော့ရှိစစ်တီတချို့အချုပ်ထဲရောက်နေတာတော့အဲရှိတယ်အဲ့တော့အဲဒီအရာရှိတယ်ပြန် တွေ့သွားပြီလို့တော့ပြောလို့ရတယ်။သို့ပါတော့လည်းပဲအခုလက်ရှိကြားသိနေတဲ့သတင်းဆိုလို့ရှိရင်သူတို့ပြောတဲ့သတင်းပုံရဆိုလို့ရှိရင်ဒီအရာရှိတွေကပျောက်သွားတယ်ပေါ့နော်။ဒီတနည်းအားဖြင့်ထွက်ပြေးသွားတယ်ပေါ့။အဲထွက်ပြေးသွားတော့အဲ့ဒီထွက်ပြေးသွားတဲ့အရာရှိတွေကိုတက်ကလိုက်ရှာတယ်။လိုက်ရှာတဲ့အခါမှာတော့အဲအိမ်ကြီးရွာတွေရွာတွေရွာတွေအားလုံးကိုအားလုံးလိုက်ရှာတော့စစ်သူရဲတပ်ပုံတွေခိုးအောင်နေတဲ့နေရာနဲ့သွားကြုံတဲ့ခါကျတော့တိုက်ပွဲတော်နေတိုင်းနေရှိနေတယ်။အဲ့တော့ဒီချင်းရမှာကျွန်တော်တို့စီရေးအပြင်စဉ်းစားတဲ့အခါမှာဂျူဟာလာဒါမှမဟုတ်လို့ရှိရင်လည်းနောက်တစ်ခုက စစ်ကြောင်းထိုးပြူဟာလားဒါမှမဟုတ်ရတက်ဖြောက်ပြူဟာလားအမြင်မြင်စဉ်းစားလိုက်ရတက်ကတခါရောက်ရှိရင်တက်ဖြောက်ပြူဟာဆိုတာရှိသေးရောတက်ဖြောက်ပြူဟာဆိုတာတပုံကိုတပုံပြောင်ကြောက်ပြောင်ကြောင်းနဲ့ပြန်တိုက်တဲ့အဲနီးစနစ်မျိုးအဲ့တော့ဒါအမြင်မြင်စဉ်းစားလိုက်ရပါတယ်ဒီအခုပြောက်သွားတဲ့အပူမူရယ်နော်သူ့ရဲ့စစ်ပီရီယာကတကယ်ပဲပြောက်သွားတာလားဒါမှမဟုတ်ရတက်ဖြောက်ပြူဟာကိုသုံးတာလားအဲဒါမှမဟုတ်လို့ရှိရင်လည်းလမ်းမသွားတာလားအေးလက်ထဲပဲပါသွားတာလားအေးစီပါ အပကောင်းဆိုတော့ရန်သူစီမှာဒူးသွားထောက်တာလားဆိုတော့အဲသူလောသူလောစဉ်းစားရခက်တယ်ကျွန်တော်အနေနဲ့လည်းမှတ်ချက်ပေးရတာတော်တော်ခက်ခဲအတွက်ကြောင့်မလို့ခင်ဗျားတို့ကိုယ်တိုင်မှတ်ချက်ပေးပါဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ကျွန်တော်နည်းနည်းသုံးသပ်ပေးပါအောင်ဘာကြောင့်ဘာကြောင့်ဖြစ်နိုင်လဲနော်အော်မင်္ဂလာပါမသိတာတွေကိုရှင်းပြပေးကျေးဇူးတင်ပါတယ်အဲ့တော့အခါကျရင်ကျွန်တော်အနေနဲ့ပြောရတာလေစီးလေးကန်လေးထားရတယ် မှန်ကိုသိတယ်လို့အမှန်ကိုလည်းကျွန်တော်ပဲပြောပါရနော်တက်ဖြောက်ပြူဟာမဟုတ်ဘူးတဲ့တက်တက်လို့ပြောပြူတာတက်ဖြောက်ပြူဟာရှိတယ်နော်ခင်ဗျားတို့ရှော့မတက်နဲ့နော်စတက်ပဲနော်အေးအေးမကုံလို့ပါတဲ့နော်အေးအေးနဲ့ပူပေါင်းသွားတာတည်င်းကြားတယ်အေးနဲ့ပူပေါင်းရင်ဘလို့သွားပူပေါင်းမှာလားနော်ကျွန်တော်ပြောချင်တာကလေဘောစဉ်းစဉ်းနေတယ်ဗျာသူတို့ကိုရခိုင်ပို့လိုက်တယ်ဗျာနော်လေဘောစဉ်းစဉ်းချင်း ဘလို့မှဆက်တယ်မရှိနိုင်ဘူးလေ။ဘာကြောင့်ဆိုတော့ AA နဲ့ဆက်တယ်မယ်ဟေးဆိုရှင်ဘာပဲဖြစ်ဖြစ်အဲ့ဒီဒါမှနေအောင်မလမ်းကြောလဲသိအောင်မယ်။အဲ့တော့လမ်းကြောလဲမသိဘူး AA နဲ့လည်းဆက်တယ်မရှိပဲနဲ့ဟိုကနေဟောင်းတိုင်းပြုတ်တိုင်းဟိုဘက်ရောက်သွားတာ။ရဲအဲ့လိုမျိုးလည်းမဖြစ်နိုင်ဘူးလို့ကျွန်တော်သုံးသပ်တယ်ဗျာ။နောက်တက်ဖြောက်ပြီးတော့ကြတော့အဒီတက်ရတဲ့အနေနဲ့ကတက်ဖြောက်သွားမယ်။နော်။ AA လက်ထက်ပါသွားလောက်ပြီ။ AA နဲ့မပူပေါင်းပါဘူးနော်မပူပေါင်းနိုင်ပါဘူး။ဒီပေါ့အဲဒါတော့ ဟိုသလိုသလိုသုံးသပ်မှာဖြစ်ပေမဲ့အဲကျွန်တော်တို့ဒါအချက်လက်တွေအားလုံးပေါ်မှာခြေခံပြီးတွေးခေါ်အောင်ကိုမောင်နဲ့တွေ့ညံရင်ညံသွေးကိုကိုမောင်မောင်မြင့်တင်ပေးတာဖြစ်တယ်ဆိုလိုချင်တာကနားထောင်နေတဲ့သူတွေညံရင်ညံသွေးပေါ်မှာလည်းမြင့်တင်ပေးတာတတင်းစားသုံးတာပဲဖြစ်ဖြစ်နော်ဘသူရဲ့စကားကိုပဲနားထောင်နားထောင်ညံရင်ညံသွေးညံပေါ့ညံလိုက်ကမယ်နော်တင်ညာဘက်ဆိုရှင်ပညာလိုက်ရမယ်ဟုတ်တင်ညာသွားဒါဒါဖြစ်တယ်ဒါဖြစ်တယ်ပြောသွားလို့မရအောင်အကျွန်တော်ဒီအရာတွေအချက်လက်မှာတည်လို့ရှိရင်ဥမာကျွန်တော်ဒီ စစ်တီတွေပျောက်တဲ့ကိစ္စပေါ့နော်ပျောက်တဲ့ကိစ္စဆိုကျွန်တော်ပြောခဲ့တယ်လေနော်အခုကျွန်တော်အချက်လက်ချပြပါလဲနော်အဲတက်ချုပ်ထဲမှာတော့7ရက်ရောက်20ပေါ့နော်အဲသို့တူပေါ့ဟိုဘယ်လိုခေါ်မလဲဆိုတော့အပြစ်ဖြစ်လို့လားဘာဖြစ်လို့လားမသိဘူးတက်ဆိုတော့အမြဲအချုပ်ထဲမှာတော့လူရှိပါလဲစစ်တီတွေနော်ချုပ်အချင်းချင်းညာဖြစ်တာရှိတယ်အဲတော့တော့လဲမယ်အဲဒါနဲ့များချက်ဆက်ဆက်နေလားဆိုတော့ကျွန်တော်တို့ စဉ်းစားမတိုင်းတာလည်းရှိရသေးတယ်နော်။အဲမြောက်ညံညံလေးတွေကိုလည်းကျွန်တော်မြင့်တင်တာပါ။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကိုပိုင်စဉ်းစားသုံးသပ်ပါ။အဲ့ဒီတင်းကတော့မှန်တယ်နော်။အဲ့လိုမျိုးပြောရမှာပါ။ဟုတ်ပြီဒါကရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ပတ်သက်ပြီးတော့အသုံးသက်ချက်လေးပါ။ကိုကိုနဲ့အေအေကအကျွေးတွေရှိတယ်။တနာလို့ပါအေအေကိုတဲ့။ကြောက်ဖြူလေးရင်ကွင်းရဲစခန်းနဲ့အနာပုံစံနေရာမရှိဘူး။အေးပေါ့။တိတ်တော့မလန်းဘူးနော်။ ကျွန်တော်ကြည့်ပါလားကျွန်တော် GPS နဲ့အပေါ်နဲ့ satellite နဲ့ကြည့်ပါလားနော်တိတ်မလန်းအောင်ဒီလိုပြန်ပြောက်သွားဆိုကျွန်တော်လိုက်ရှာပါသေးတယ်မတွေ့ဘူးကျွန်တော်မှလိုက်ခေါ်ပါသေးတယ်အဲ့တော့ရခိုင်မှာပြောင်းနေတဲ့စစ်တီတွေအများကြီးဟုတ်တယ်အဲရခိုင်မှာပြောင်းနေတဲ့စစ်တီတွေအများကြီးအဲတချို့တင်ရင်းဆိုတင်ရင်းလိုက်ပြောက်သွားရရှိတယ်နော်ဒါရဲတင်ရင်းတချို့ဆိုတင်ရင်းလိုက်ပြောက်သွားတယ်အဲ့ဒီတင်ရင်းတွေကိုဘယ်လိုပြောက်သွားလဲဆိုတာကျွန်တော်တို့မသိဘူးတချို့စစ်တီတွေပြောက်သွားရရှိတယ်နော်ပြောက်တယ်ဆိုတာအေအေကလည်းသူတို့ဖမ်းပါလို့မကြင်ညာဘူး အဲ့လိုပြောင်းနေတဲ့တက်တွေရှိတယ်နော်အဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်မပြောချင်ဘူးအပြောင်းနေတဲ့တက်တွေရှိတယ်အေးအေးထဲမှာပဲလားအတောင်းလို့ရှိနေတနေရာမှာသွားပြီးတော့ခုအောင်းနေပြီလားဘယ်နေရာဝဲဘယ်လိုလစ်သွားပြီလဲအဲဒါတွေကတော့ကျွန်တော်ဆက်လက်စဉ်းစားရမယ်စဉ်းနေရှိနော်အဲ့တော့မြေအပင်းနေပါလေတဲ့ကိုတဲ့စစ်တင်များကိုကျေးဇူးများကြီးတင်ပါတယ်ပြေးနေရလဲအများကြီးပါတဲ့อืมပြေးနေရလဲအများကြီးပါရှိပါလေဟုတ်ပါလေနော်ရှိရဲ့ ဲ့တော့โอเคဒီကရှိကတော့ဟုတ်ပြီအဲကျွန်တော်တို့အဲ ideology လေးသွားအောင်ညာစီရေးအဖြစ်ဘယ်လိုလုပ်သင့်တယ်ဆိုတာလေတက်ကနောက်ကလိုက်မရှင်းတာ ਨੇ ပတ်သက်ပြီးတော့အဲစစ်တပ်ပေါ်မှာဦးမင်း online ပေါ့နော်ဒီစစ်ဗျူဟာပေါ်မှာဝေဖန်မှုတွေအများကြီးမြင့်တက်နေတယ်ဘာကြောင့်လိုက်မရှင်းတာလဲညီပြင်းကလည်းသိနေပြီကျွန်တော်တို့ပြည်သူတွေအောင်သိတယ်ညီပြင်းမှာပြည်သူတွေကျွန်တော်ပြည်သူချင်းချင်းပြောတဲ့စကားပေါ်မှာအခြေခံပြီးတော့အဲကျွန်တော်ရဲ့ဒီပညာရပ်တစ်ခုနဲ့သုံးသက်တာပေါ့နော်အဲ့တော့ညီပြင်းမှာ တပုံတွေကဟိုဥမာပြည့် ARV တကြောမှာဆိုတော့အစ်စိတ်ကော့ပြန်လန်ထွက်သွားတာနော်လန်ထွက်သွားတော့အနောက်ကထက်ချက်မသွားလိုက်ရှင်းရင် AA ကဘလို့မှ AA တွေ DPDF တွေအကုန်လုံးကဘလို့မှစုခွင့်လည်းရမှာပြေးနေရမှာခွေးပြွက်ဝက်ပြေးနေရမှာအဲ့တော့နောက်ဆုတ်သွားတယ်နောက်ဆုတ်သွားပြောလို့ရှိရင်အဲဘလို့ဟောမဆိုရှင်အင်အားတွေဖြည့်နေတယ်အခုငြိမ်သွားတာအလကားမဟုတ်ဘူးရွာတွေမှာအင်အားတွေဖြည့်နေတာအဲ့တော့ရွာတွေမှာရှိနေတဲ့ပြည်သူတွေက ပေးဆက်ရတာပေါ့ဆိုလိုချင်တာမဝင်ခြင်းမဲ့နဲ့အခု AA တွေဝင်နေရတယ်။နီးရဒါကြောက်ပြီးဝင်နေရတယ်။အခု AA ကလူသစ်တွေစုဆောင်နေဘယ်မှာစုနေမှာလဲ။ရခိုင်ပြည်မတော်မစုတော့ဘူး။အခုကိုငချင်းစီနဲ့ငချင်းပြန်ကျော်နေပြီ။ဗမာတွေကိုပြန်စုတယ်ဗမာတွေကိုပြန်စုပြီးတော့ဗမာတွေကိုပြန်တိုက်ခိုင်းတယ်။အဲ့တော့ခဏစဉ်းစားကြည့်ရအောင်။အဲ့တော့ဘသူထိနာလဲဆိုတော့ကိုပြည်သူကိုအထိနာစေတော့ပြည်သူကိုတတ်တော့ပြူဟာများဖြစ်နေမလား။ ဒီပြည်သူရှင်ကလည်းလောက်ဆန့်ကျင်တာပေါ့ဟုတ်လားအဲ့လိုမျိုးဖြစ်နေမှာမလိုက်ရှင်တော့သေချာပြီတဲ့မင်္ဂလာပါချစ်ကိုကြီးတဲ့ပြည်ပါတယ်တဲ့တတ်တုံကြောက်ပြူဟာကိုသုံးနေတာခါရလည်းနောက်တတယ်စကားကကောင်းပြောဗျာနော်ကျွန်တော်ဟာတာကျွန်တော်စကားမလို့ဆက်ပြောသားမှာစစ်တက်ကညံကောင်းအောင်လုပ်ပေးနေတာပါအဲ့ဒါလည်းဟုတ်တာပါနော် တက်ကလိုက်ရှင်းရင်နဲ့ကိုယ်သူတင်ကိုတူတာနဲ့တူမနေဘူးလားတဲ့တက်တိုင်းမှာမိသားစုရှိတယ်လေတဲ့ပုံးနေသူကရှာနေတဲ့သူကိုတွေ့တယ်တဲ့မြင်တယ်တဲ့လိုက်ရှာတော့ရှာတဲ့သူတွေမှာပေါ့တဲ့အဲအဲ့ဘက်ကစဉ်းစားတော့မှန်ပါလေအတော့ပါတော့လည်းပဲတဘုံကကြာသွားပြီးရင်ပြန်စုတယ်ပြန်စုတော့ဘသူ့ကိုစုမလဲဒီရွာသားကိုပဲပြန်စုမှာအစုတဲ့ခါကျတော့ကို့ကို့ဗမာအချင်းချင်းကိုပြန်ပြီးတော့အေအေကလူလေလုံနေတာ ေကဝင်လာတယ်ဟိုနီပိန်းကြိုက်ပေါ့လက်ခုနီပိန်းလက်ခုတန်ချူတာရှိရသေးမလားတော်လန်ရေးတို့ဟိုရေးတို့ဒီရေးတို့ပြောလိုက်လို့ရှိရင်ဟာနီပိန်းနေထောက်ခံလာသလားအေးဟုတ်ပြီခက်မဝင်သားဆိုတော့ဝင်နေတော့ဝင်ဝင်နေတော့ဝင်ဖြစ်သွားတဲ့ခါကျတော့ခေါင်းလေးကိုကိုငုံမဲ့ငုံမဲ့နဲ့ဝင်ရတယ်ဝင်ရတော့တော့ငါတို့ရခိုင်တိုက်မဲ့ဆာမင်းတို့ဗမာဗမာချင်းပြန်ချသွားဆိုရှိရဗမာလေးလှုပ်ပြီးတာတဲ့ဗမာလေး PDF တွေတည်နေတာမဟုတ်ဘူးအခု ARI မှာเนาะကားနေတာပဲအခုဟိုပါလေကျွန်တော်တို့ ပန်းတော်ကြီးဆိုလို့ရှိရင်နဲတာမဟုတ်ဘူးအခုချိန်ထိမှမညွတ်ရသေးဘူးဟောနောက်ကျောလုံးမှာရှေ့ကညံသူကိုနော်ပြီးရ clever bro အဲ့တော့ကပီသူကတကယ်လဘာကြာလဘာကြာနေတော်တော်များတဲ့နိုင်ငံကျွန်တော်ပြောချင်တာကျွန်တော်တော်တော်အံ့ဩတယ်ဒီ2021ချိန်မှသာရင်ကိုပြည်သူကိုကြည့်ဟောအသက်ကြီးတိုင်းလဲအုံတော့ရှိတာမဟုတ်ပါလားဆိုတော့ကျွန်တော်သိလာတယ် တချို့တက်ကြီးတာဩတေဖို့တက်ကြီးကြတာပဲဟဲ့လားအောင်းကြီးတာမဟုတ်ညံညံလေးနာယကကုံလေးဆိုတာဘာမှပါမလာတော့အာငါနဲ့မတူငါရန်သူသလားတောင်းညံအဲ့ကြောင့်ဒီနိုင်ငံဒီလိုမျိုးဘဝကိုရောက်နေဆိုတာကလေအောက်ချုပ်သူနဲ့လည်းမဆိုင်တော့သလားအဲ့ကြောင့်တစ်ခါကြရင်ဦးမင်းအောင်လာကြိုက်သည်ရှိမကြိုက်သည်ရှိအဲကျွန်တော်နေနဲ့ဒီပြည်သူအကြည့်ပြီးမင်းတို့နဲ့တန်လို့မင်းတို့ရတာဆိုလွတ်ပေးလိုက်ရှင်တယ်အခုဒီထုနေတော့ဟုတ်လားဟုတ်တယ်ကိုရေးတဲ့နော် ထိုင်းနိုင်ငံနေပြီးတော့ဦးမဲအွန်လိုင်းကိုပါလဲထိုင်းနိုင်ငံသားတွေကမောင်းထုတ်တာကိုတင်ပြပြပါအာ no 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 ထိုင်းမှာအဲ့လိုလုပ်ပိုင်ခွင့်မရှိပါဘူးထိုင်းကလည်းအဲ့ဒါကိုကြိုတင်ပြီးတော့တွတ်ထားပြီးသား G2G ဖိတ်ပြီးတဲ့ဦးမဲအွန်လိုင်းကို G2G ပေါ့နော်ကျွန်တော်တို့ဒီ bin step မှာဖိတ်လိုက်တဲ့ကဒါတွေကိုကြိုတင်ပြီးတော့ကြိုတင်ပြီးတော့စီစဉ်တာသူနိုင်ငံမှာအဲ့မှာရှိတဲ့မြန်မာပြည်သားတွေကဆန္ဒပြမယ်ဆိုတာအပြကျင်တာပေါ့ရနေတာပဲထွက်ကျင်တာရနေတာပဲထိုင်းကပြောတာဟဲ့ကောင်တွေထွက်ရဲထွက်ကြည့်နော်ဆိုတော့ ကိုမြန်မာပြည်ဆိုအသေးပြမှာလားအထိုင်းနိုင်ငံအစိုးရသူများစကားကြတော့မြန်မာပြည်သားညံ့နားထောင်တယ်ကျွန်တော်မြန်မာနိုင်ငံမှာခိုင်ချိုင်စဉ်းစားရတယ်လားတို့မြန်မာပြည်သားတွေကကိုပြည်သူပြည်သားချင်းပြန်အုပ်ချုပ်လို့မရအောင်ထားပါတော့ဦးမင်းအောင်မယ်ဆိုတော့လေတို့မြန်မာပြည်သားပဲပြည်သူကလည်းမြန်မာပြည်သားကိုအချင်းချင်းအုပ်ချုပ်ဘတော့မှမကြိုက်ဘူးဟိုလူအုပ်ချုပ်ရင်ဒီလူကတပုံထားဒီလူအုပ်ချုပ်ဟိုလူကတပုံထားအင်္ဂလိပ်ခေတ္တလာအုပ်ချုပ်တယ်ဘယ်သူမှတပုံမထားငြိမ်းသွားတယ်အထုတ်တူပဲနော်အဲ့ဒီခုဒီဖြစ်ရမှာဆိုရင်ထိုင်းနိုင်ငံမှာ အာဟဲ့ကောင်လည်းဆန္ဒမပြဘူးဘလူးမထွက်မပြဘူးအာမနေနိုင်မထိုင်နိုင်ထိုင်းကြောင်းသားလေးကထွက်ပြီးဆန္ဒပြတာနော်အဲ့တော့မြန်မာနိုင်ငံတခါကြောက်လို့ရှိရင်အခုတရုတ်ကြီးကမြန်မာနိုင်ငံကိုချဲလဲနေရချဲလဲနေပြောရတယ်နော်ချဲလဲတာမဟုတ်ဘူးပြတရုတ်ကလုတ်ပြီးမှလည်းရတော့မယ်ပုံစံမျိုးဖြစ်တာဥမင်းအွန်လိုင်းကမစွမ်းတော့သူ့မှာသူ့ရဲ့လုံနိုင်စွမ်းကအကန့်အသတ်ရှိသွားပြီဟိုတရုတ်ကရှမ်းမြောက်ကိုနော်ရှမ်းမြောက်ကလာရှုကိုပြန်ရအောင်ဆောင်ရွက်ပေးတာ တရုတ်ကမနေနိုင်မထိုင်နိုင်ထပြီးဥမင်းအွန်လိုင်းကိုကူညီတာဥမင်းအွန်လိုင်းကိုလွတ်ထားပြီးမြန်မာနိုင်ငံဒီအာနာထိမ့်မှုပေါ့ဗျာနော်သူတို့ပြောတဲ့အာနာသိမ့်မှုပေါ့စဖြစ်ကတဲ့ကမြန်မာနိုင်ငံရဲ့ဥမင်းအွန်လိုင်းအစိုးရကိုပထမဦးဆုံးတရားဝင်အစိုးရပုံစံမျိုးနဲ့ဆက်ဆံတာတရုတ်နော်အာနာထိမ့်နဲ့အာနာသိမ့်နဲ့တော့မပြောဘူးနော်အစိုးရဟိုလိုဟောမယ်ဆိုတော့အစိုးရကိုဖလှယ်ခြင်းပေါ့ဆိုတော့ကျွန်တော်ကက်ဘိနက်ရှက်ဖလင်းလို့ခေါ်တာပေါ့နော်ကက်ဘိနက်ရှက်ဖလင်းလို့ အဲဒီပုံစံမျိုးသူတို့ကအရင်ဆုံးပုံဖော်တာဖြစ်တယ်။အကယ်၍သာဥမဲအွန်လိုင်းကအရေးချင်းရှိရှိနဲ့မြန်မာနိုင်ငံမှာဆောင်ရွက်ပေးလိုက်ဆောင်ရွက်မယ်ဟေးဆိုပြီးဆောင်ရွက်မလားဆိုပြီးသူတနည်းဆောင်ကြည့်တယ်။တနည်းဆောင်ကြည့်တော့အခြေအနေကပိုဆိုးလာတယ်ဥမဲအွန်လိုင်းမစွမ်းဘူးဆိုတော့သူသိလာ။နော်။နှစ်နှစ်ဆောင်ကြည့်တယ်မစွမ်းဘူးဆိုတော့ပိုသိလာ။သုံးနှစ်ဆောင်ကြည့်တယ်ဘာမှမစွမ်းဘူးဆိုတော့သူရအတွက်ကြောင့်မို့လို့မနေနိုင်မထိုင်နိုင်တရုတ်ကဝင်ပြီးတော့ဒီနိုင်ငံကြီးမှာဝင်လောက်တာကျွန်တော်တို့လည်းဒီလိုပဲနော်။ကျွန်တော်တို့ဒီအမျိုးသားကြီးတွေအားလုံးလည်းဒီလိုပဲ။ စစ်တပ်ကဆောင်ရွက်နိုင်မယ်ဟလားအဲဒီဘယ်လိုကောင်းမဆိုတော့ခင်ဗျားတို့တပ်မတော်ကဆောင်ရွက်နိုင်မယ်ထင်နေတာမနေနိုင်မထိုင်နိုင်ထပြီးလုပ်တာเนาะထပြီးတော့လုပ်တာဖြစ်တယ်အဲ့တော့ကျွန်တော်ထပြီးဆောင်ရွက်တယ်အတရုတ်ဒီဒီထုံနေတူပဲတရုတ်ကလည်းဝင်ပြီးတော့ဥမေအောင်လိုင်းကစွမ်းတော့မှမဟုတ်တော့ဘူးဥမေအောင်လိုင်းကစွမ်းတာသူစွမ်းတာမစွမ်းတာအရင်ကဒီနိုင်ငံကပျက်စီးလို့မရဘူးကျွန်တော်တို့လိုပဲကျွန်တော်လည်းဒီလိုပဲဥမေအောင်လိုင်းစွမ်းတာမစွမ်းတာကျွန်တော်မသိဘူးဒီနိုင်ငံပျက်စီးလို့မရဘူးဆိုတော့ဒီ ideology ပေါ့เนาะကျွန်တော်တို့ရဲ့ ဒီအယူဆဘက်ကနေပြီးတော့ကျွန်တော်တို့ကဝင်ပြီးရက်တည်တာဖြစ်တယ်ဘယ်ဘာနဲ့မှလည်းပတ်သက်စရာအကြောင်းမရှိဘူးเนาะအဲ့တော့ကျွန်တော်လည်းဒီလိုမျိုးကိုထုခိုထပါเนาะဒီ vigilant ဖြစ်ဒီကိုတိစိတ်တဲ့နဲ့ကိုဝင်ပြီးတော့ဒီနိုင်ငံရေးမှာပြောဆိုနေတာဖြစ်သလိုတရုတ်ကလည်းသူ့အစီတိစိတ်တဲ့သူဝင်ပြီးတော့ဝင်လောက်တာဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ဘိုးတော်ကဘာမှမစွမ်းတဲ့ပြင်ကိုဘာဆိုဘာမှမလုပ်နိုင်တော့ဘူးเนาะအလုံးငုတ်ထုတ်ထိုင်ပြီးတော့သူ့ ဖြစ်ချင်တာဖြစ်တော့กว่าငါလုံးကြုံပြီးရောဆိုတဲ့ပုံစံမျိုးမှာနေနေတာအဲ့တော့တရုတ်ကဝင်ပြီးတော့ပြောတဲ့ခါမှာ तू ဘာလုပ်လဲနင်ခံတာပဲအဲ့တော့လာရှူဘိုဟေးကလာရှူမင်းယူဟုတ်လားဒီကောင်ယူ MNDA ကောင်မင်းနောက်ဆုတ်ယောက်တရားနယ်လေးမင်းနောက်ဆုတ်အမှန်တကယ်ဒီအလုပ်တွေကစစ်တပ်ကလုပ်ခဲ့တာတတ်တတ်လုံးဦးတန်းရွှေလက်ထက်မှာဒီလိုပဲလုပ်ခဲ့တာနော်ဦးတန်းရွှေကဟိုရှမ်းပြည်နယ်မှာအကောင်မင်းဝမင်းနေရာဒီနေရာနေနော်အကောင်ဒီမင်းဒီနေရာနေအကောင်ဒီနေရာနေမကြော်နဲ့ တို့ကစစ်တပ်ကအရှိမရှိတယ်မင်းတို့လက်နက်မင်းတို့ကင်တာနော်မင်းတို့တက်ကောင်းလက်နက်တွေတို့မှရှိတယ်အဒီပုံစံမျိုးနဲ့ဥက္ကဉ္ဇပြောခဲ့တာရှိတယ်အားလုံးနော်ထို့တူပဲ DKB နဲ့ကရင်ပြည်နယ်ဒီလိုပဲလုပ်ခဲ့တာနော်ကရင်ပြည်နယ်ကြီးဟေးမင်းတို့ဒီမှာနေ DKB မင်းတို့ဒီမှာနေဟုတ်လားအဲဒီမှာဒီမှာဒီမှာဘယ်သူတွေနေကောင်းလုပ်ခဲ့တာဒါစစ်တပ်ကပဲတစ်ချိန်လုံးဥဆောင်ပြီးတော့စစ်ရေးမှာလက်နက်ကင်အားလုံးရဲ့အကိုကြီးနော်စစ်တင်တာပြည်ချုပ်ကြီးအဖြစ်နဲ့နေနေတာအခုတော့အဲ့လိုဘဝမျိုးမရောက်တော့ဘဲနဲ့ ဲ့ဒီအဲ့ဒီຢာလူကိုတရုတ်ကယူပြီးတော့မင်းဒီပါနေဟိုကောင်ဒီပါနေဟိုကောင်ဒီပါနေအေးပေါ့အဲဦးမေအောင်လိုင်းကိုလည်းမင်းမင်းချင်းနေတော့မင်းဒီလောက်နေအဲဒီပုံစံမျိုးချပေးတာအဲ့တော့တရုတ်ကခင်ဗျားတို့ကိုပွင့်လင်းပြောမယ်ဆိုရင်ဒီနိုင်ငံပြက်စီးရင်နော်ဒီနိုင်ငံပြက်စီးရင်သူ့ရဲ့အကျိုးစီးပွားလည်းပြက်စီးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနိုင်ငံကိုမပြက်စီးအောင်ဝင်ဆောက်ရှောက်တာ အထုတ်တူပဲကျွန်တော်တို့လည်းဒီလိုပဲเนาะကျွန်တော်တို့တွေကလည်းဒီနိုင်ငံပြည်ဥမေအောင်လားချစ်တာမချစ်တာနတ်ဆာကောက်ချစ်တာမချစ်တာအပါထားစိတ်ထဲဝင်စားအောင်သူเนาะဒီနိုင်ငံမှာခင်ဗျားတို့ဒီစင်တန်းရန်ကုန်နှိမ့်ကြပြီးတော့เนาะဒီအောက်တန်းစားဒေါ်လာရေးကနိုင်ငံကိုဖျက်ဆီးတော့မှာပျက်စီးလို့ရှိရင်ပြည်သူလူထုရဲ့ဆိုတာကျွန်တော်အပြည်သူလူထုတွေเนาะအဲ့တော့သူတို့ပေါ်မှာကျွန်တော်တန်ရောစင်အရန်ကြီးတယ်မြန်မာနိုင်ငံပေါ်မှာကျွန်တော်တန်ရောစင်အရန်ကြီးတယ်အဲ့တော့ဒါမှမဖြစ်တင်တာမဖြစ်ရလေအောင်ဆိုပြီးတော့လမ်းပြ တုံတင်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးတွေပြောနေတာဖြစ်တယ်เนาะအဲ့တော့ကျွန်တော်တို့ကလည်းကိုယ်သိစိတ်နဲ့ကိုနိုင်ငံပြည့်စည်မှာဆိုလို့နိုင်ငံပြည့်စည်ရင်ကျွန်တော်အမျိုးတွေမြန်မာပြည်မှာအများကြီးရှိတယ်เนาะဟုတ်ပလားအဲကျွန်တော်တန်ရောစင်အများရှိတဲ့တွေရှိတယ်အဲသူတို့တွေဒုက္ခရောက်မှာအများဆိုရင်เนาะဟာနိုင်ငံပြည့်စည်ငါလည်းပြည့်စည်မှာပဲအဲထို့တူပဲတေကဒါကျွန်တော်အကျိုးစီးပွားကခင်ဗျားတို့ပြည်သူတွေပြည့်စည်မှာဆိုလို့ပြည်သူပဲကျွန်တော်ကြည့်တာပါเนาะပြည်သူတွေပြည့်စည်မှာဆိုတဲ့အကျိုးစီးပွားကျွန်တော်အကျိုးစီးပွားဒီအကျိုးစီးပွားကြောင့်ကျွန်တော်ဒီနိုင်ငံရေးပြောနေတာဖြစ်တယ် ဘာကျိုးစီးပွားမှာပါအောင်နော်အဲကျွန်တော်နတ်ဆက်ကောက်ထောက်ခံတာလေဥမင်းအောင်လောက်ထောက်ခံတာကျွန်တော်လုံးမဟုတ်ဘူးညောင်ဝပြည်ထဲမှာတူတလူငါတမင်းနဲ့နိုင်ငံကြီးပြည့်စည်မဲ့အရေးဟာမလို့ခြင်းဘူးအဲ့မလို့ခြင်းတာကျွန်တော်ရဲ့အကျိုးစီးပွားဖြစ်ဒီအကျိုးစီးပွားတဲ့ကျွန်တော်စကားပြောနေရဖြစ်တယ်လို့တရုတ်ကဘာကြောင့်မို့မြန်မာနိုင်ငံရေးမှာဥမင်းအောင်လည်းခံပြင်းထင်တာခံပြင်းတာပဲဒါပေမဲ့ခံပြင်းမဲ့သူဘာမှလုပ်နိုင်တော့အဲ့ကြောင့်တရုတ်ကဝင်ပြီးတော့မိဒီမာနဲ့မိဒီမာလည်းဆိုတာတရုတ်ကလည်းသူ့အကျိုးစီးပွားဘာလဲဆိုလို့ရှိရင်ဒီနိုင်ငံပြတ်လို့မရဘူးဒီနိုင်ငံပြတ်ရင်သူ့ရဲ့ ူအိမ်ကြီးနားချင်းနိုင်ငံတစ်ခုကပြက်စီးလို့ရှိရင်သူ့အချိုးစည်းဝါးလေးအများကြီးထိခိုက်မှာအဲ့ဒီခရက်ကသူ့နိုင်ငံတည်းတွေဝင်လာမှာအဲ့ကြောင့်ဒီနိုင်ငံကိုသူဝင်ထိန်းတာကြိုက်ကြိုက်ပြီးကြိုက်အောင်တိတ်တိတ်နေဆိုပြီးဝင်ထိန်းတာဥမေအောင်ဆိုဘာမှမပြောရဘူးဥမေအောင်ပြောတာတိတ်တိတ်နော်တိတ်နေငါရှင်းမယ်မင်းတို့မှာလည်းတနေအောင်မင်းနဲ့ထိုင်မှာတာဘာလို့မပြောနဲ့ဘာမှတိတ်နေအိုက်ပေါ့ကံပြတ်လွတ်သွားတာနော်ဖိုက်တာလွတ်သွားတာဗျာတေယုကပွင့်နေပြောမယ်ဆိုရင်နော်အဲ့ဒါပဲအဲ့တော့ကိုမြဒါကြောင့်မို့ကျွန်တော်တို့က တက်ဖို့လည်းမလုံနိုင်ဘူးဆိုလို့ရှိရင်ဒါလုံနိုင်တဲ့သူကိုပေးလို့လာမြန်မာနိုင်ငံဘယ်သူပဲအုတ်ချုပ်အုတ်ချုပ်ပြည်သူလူထုတရားရင်မှန်နိုင်မှာတက်မှတ်နေမယ်နော်ပြည်သူလူထုကိုကြောသားရင်လားမခွဲခြားပဲနဲ့လူခွင့်ရင်းနဲ့ညီအုတ်ချုပ်မယ်ဆိုရင်တရုတ်အုတ်ချုပ်လည်းကျွန်တော်ဘာမှမပြောနော်ကျွန်တော်ကလူမျိုးစဲမရှိဘူးဘာသာစဲမရှိဘူးနိုင်ငံတော်အေဂျင့်ကပြည်သူလူသားရမယ်နော်ပြည်သူလူထုအခြေခံလူခွင့်ရင်းနဲ့အပြေဝရမယ်ကိုယ့်ရဲ့ဘဝကိုကိုတိုးတက်အောင်ကြိုးစားနိုင်မယ်နိုင်ငံငါးနိုင်ငံမှာတားနေတဲ့တရုတ်စုပို့ဆိုတော့ကမ္ဘာစူပါပါဝါကြီးနိုင်ငံเนาะဒုတိယအဆင့်ကြီးဖြစ်တယ် တရုတ်နိုင်ငံဖြစ်သွားတယ်ဘာဖြစ်လဲဗျာကျွန်တော်တို့ကတော့ကိုယ်နိုင်ငံသားအချင်းချင်းဆိုတယောက်တယောက်တတ်ခုတ်ဖြတ်တတ်နေတာတယောက်တယောက်မနာလို့အဲ့လိုဖြစ်နေမဲ့အစားတော့အဲဘယ်လိုခေါ်မလဲဆိုတော့စားနိုင်သူဝင်ပြီးတော့အဲ့ကောင်တွေတိတ်ဆိုပြီးတော့အုပ်ချုပ်သွားရင်ကျွန်တော်ပုံအောင်ကြိုက်သေးတယ်ပုံအောင်ကြိုက်သေးတယ်ခင်ဗျားတို့ဟိုဂျန်တဲ့အစွဲတွေကကျွန်တော်မှမရှိဘူးအဲ့ကျွန်တော်အစွဲရပါလေပြည်သူလူထုလူခွင့်ရင်းနဲ့အညီအားလုံးရနိုင်မယ်တိုင်းပြည်သားရအေးချမ်းမယ်ကိုယ်အချင်းချင်းသခုတ်တတ်နိုင်မယ်ဆိုတော့ဘာထူးလဲနောက်နေ့နှစ်ခွန်ဆက် ခုတ်တတ်ကြအောင်မတရားတရားအဲ့တော့ အဲ့လိုခုတ်သမက်အတူတူရွေးချယ်စရာနှစ်ခုရှိရင်ကျွန်တော်တို့ကပို့ပြီးတော့ကိုယ့်အတွက်အဆင်ပြေမဲ့နော်ညံရင်ညံသွေးနဲ့ပြေးသွားတဲ့နော်ရွေးချယ်မှုကျွန်တော်ရွေးချယ်မှာဖြစ်တယ်နော်အဲ့တော့တေယုကအခုဒါမျိုးလုပ်ပြောခင်ဗျားကိုကြိုက်ကြမယ်ကြိုက်ကြကျွန်တော်ကကြိုက်တယ်ကြီးစားတစ်ချက်မှမဖောက်ဘဲနဲ့မြို့ပြန်ရတယ်အဲလက်နက်ကင်တွေသူ့အတူပြန်ငိန်သွားတယ်ဝါလိုဝါမစူထက်လာတော့ဘူးဗျာဝါလိုမိုင်းလာတော့ဟုတ်လားအဲ့အမ်အာအမန်ဒီတို့ငြိမ်သွားပြီမကြခင်တရားနဲ့လည်းငြိမ်မှာမပုံနဲ့အခုမူနေတာမူနေတာသက်ပါ မိုလကီတူရကီဆူရကီလောက်လည်းတရားနယ်လေးရ။ KIA လည်းသူကရရကုတ်ယူနေတာရရမြကုတ်ယူနေတာဟုတ်ကဲ့ KIA လည်းမကြခင်ညင်တော့မှာဘလူးကြောင့်ပါတရုတ်ကြောင့်ညင်မှာတရုတ်ကဒီနိုင်ငံကိုဖွင့်လင်းပြောရင်တရုတ်ပြည်သူသမရမြန်မာနိုင်ငံဖြစ်သွားမှာတိတ်မကြခင်အဲ့လိုဖြစ်တယ်ကျွန်တော်ကဘာမှမပြောဒါကျောင်းကျောင်းဝင်နေနေတာအချင်းချင်းလူချင်းချင်းတက်ဖြတ်နေတာကျောင်းဝင်နေနေဘူးနော်နော်အဲ့တော့လူချင်းတက်ပြတ်နေမမြင်ချင်ဘူးလူချင်းချင်းဒီလူတိုက်ဖို့လူကမနာလို့တွေရတယ်ကျွန်တော်မမြင်ချင်ဘူး ေးအဲ့ဒါလည်းပဲကျွန်တော်ပြောချင်တယ်ဗျ။ကဲဟုတ်ပါပြီဒါ ideology နဲ့ပတ်သက်ကျွန်တော်ပြောတာပါเนาะ။